က်အောက်တန်းကြတဲ့သူတွေအကျင့်မကောင်းတဲ့သူတွေကသူတို့လိုမျိုးပြန်ပြီးတော့ရက်ဆက်ရုံမှပြကြအောင်မလို့ပဲနဲ့ကိုယ်မထီရဲအောင်လို့လုပ်လို့ရတဲ့နေရရှိရသည်လားအဲ့လိုလူမျိုးတွေမှလေသူတို့လိုချင်တာတစ်ခုပဲရှိတယ်ကိုယ့်ဘက်ကနေပြီးတော့စိတ်ဆိုးမှန်ဆိုးနဲ့တုံ့ပြန်တာကိုသူတို့ကလိုချင်တယ်ကိုယ့်ရဲ့ငြင်းချမ်းနေတဲ့စိတ်ကလေးကိုအနှောက်အယှက်ပေးချင်တယ်သူတို့လိုချင်တဲ့လိုမျိုးလုံးဝအဖြစ်မခံပါနဲ့နော် ပထမဦးဆုံးနီလန်းကတော့တိတ်တိတ်ဆိတ်ဆိတ်နေလိုက်ပို့ပါသူတို့ဘက်ကပြဿနာစပြီးရှာလာပြီဆိုလို့ရှိရင်လုံးဝတွန့်ဆုံမနေပါနဲ့သူတို့ဘာမှလည်းရှင်းမပြပါနဲ့ဘာမှလည်းပြန်ခံမပြောပါနဲ့သူတို့ကိုယ့်ဘက်ကဘာမှတတိပြနေစရာမလိုကို့မှာရှိတဲ့အစင်တန်းတစ်ခုကိုပဲတိဆောက်ထားလိုက်ပါနံပါတ်1နီလန်ကတော့သူတို့တွေဘလို့မှနားမလည်နိုင်အောင်နေလိုက်ပါတလောကလုံးမှာရှိသမျှကိစ္စတွေကိုလိုက်ပြီးတော့ခံစားနေကြမလို့ပါဘူး အချင်းမကောင်းတဲ့သူတွေကတော့ကိုယ့်ရဲ့အားနည်းချက်ကိုစောင့်ကြည့်နေကြမှာပဲဒါပေမဲ့ကိုယ့်ဘက်ကတီတီငိမ့်ငိမ့်နဲ့ကိုယ့်ရဲ့မျက်လုံးကနေပြီးတော့ဘာအရေးအယောင်မှမပြဘူးဆိုလို့ရှိရင်သူတို့တွေကိုကိုဘလို့မှထိန်းချုပ်လို့မရဘူးဆိုတဲ့အခြေအနေတခုကိုရောက်ရှိသွားပါလိမ့်မယ်။နံပါတ်3ချက်ကတော့ကိုလက်မခံနိုင်တဲ့ကိစ္စတွေမှာဘယ်တော့မှစီးကြော်မခံပါနဲ့နော်။စီကန်းချက်တခုချထားပြီးလို့ရှင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘယ်တော့မှ အရှုံးမပေးပါနဲ့နော်။မလေးမစားဆက်ဆံလာတာကိုလုံးဝတိ ခံစရာမလိုပါဘူးပြဿနာရှာနေတာကိုလေလုံးဝတိခံနေစရာမလိုပါဘူးကိုယ့်ဘက်ကနေပြီးတော့တီတီငိမ့်ငိမ့်ရှင်းရှင်းလင်းလင်းနဲ့လက်မခံနိုင်တဲ့အကြောင်းပြပြတာတာပြောလိုက်ဖို့ပဲလိုပါတယ်နော်နံပါတ်၄ချက်ကတော့သူတို့လှုပ်တဲ့အချိန်ဘယ်တော့မှလှိုင်းမလို့ပါနဲ့သူတို့တွေဝုံနိုင်ချဲပြီးအော်ဟစ်ပေါက်ကွဲနေတာကိုဒီတိုင်းထားလိုက်ပါ ကိုဘက်ကတော့ EDA ဆက်ပဲနေပြလိုက်ပါเนาะဒီလိုမျိုးအကျင့်မကောင်းတဲ့သူတွေကလေဘယ်တော့မှမတုံမလှုပ်တတ်တဲ့သူအကြောက်ဆုံးပါပဲနံပါတ်5ချက်ကတော့သူတို့ထံအမြဲတမ်းတာနေပါစေသူတို့ဟာပြဿနာရှာခြင်းနေပေမဲ့ကိုကတော့မတုံမလှုပ်နေလိုက်ပါသူတို့ကအတင်းပြောနေပေမဲ့ကိုဘက်ကနေတော့တတေဆိတ်ဆိတ်နေလိုက်ပါသူတို့တွေမကောင်းတဲ့နီလန်းတွေနဲ့ပြဿနာရှာနေကြတဲ့အချိန်မှာကိုကတော့ကိုရဲ့တိုးတက်မှုအတွက်ပဲကြိုးစားနေလိုက်ပါကိုရဲ့ ြီးပွားတိုးတက်မှုဟာသူတို့ရဲ့ကြာရှုံးခြင်းပါပဲနံပါတ်6နီလန်ကတော့စကားပြောတဲ့အခါမှာအရာထင်အောင်လို့ပြောပါ။အော်ဟစ်ပြီးတော့ငင်းခုန်နေတာမျိုးဘယ်တော့မှမလုပ်ပါနဲ့နော်။ရှင်းရှင်းလင်းလင်းပြက်ပြက်တာတာတီတီငိမ့်ငိမ့်နဲ့နောက်ဆုံးဆုံးဖြတ်ချက်ချထားတဲ့အတိုင်းကိုပဲပြောလိုက်ပါနော်။နံပါတ်9ချက်ကတော့သူတို့တွေလုံးဝထိလို့မရအောင်နေပေးလိုက်ပါနော်။ အချိန်မကောင်းတဲ့သူတွေကသူတို့တစ်ချိန်တစ်ခါထိန်းချုပ်ခဲ့ဘူးတဲ့သူဆုံးရှုံးရမှာအကြောက်ဆုံးပါပဲနောက်ဆုံးတစ်ချက်အနေနဲ့ကတော့ကိုယ့်ရဲ့အောင်မြင်မှုတွေနဲ့ပဲတက်တည်ပြလိုက်ပါလက်စားချေစရာလည်းမလိုပါဘူးသူတို့နဲ့ခက်ဝဲဝဲမှာပဲหนีပေးလိုက်ပါနော်အကျင့်မကောင်းတဲ့သူတွေကတော့ပြဿနာရှာဖို့ပဲအမြဲတမ်းကြိုးစားနေကြပါလိမ့်မယ်။ဒါပေမဲ့ကိုယ့်ဘက်ကတည်တည်ငြိမ်ငြိမ်နဲ့နေလိုက်လို့ရှိရင်တော့သူတို့ဘာမှဆက်လုပ်လို့မရတော့ပါဘူးနော်။